မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဆိုလာနဲ့ဘက်ထရီချိန်တဲ့အခါတချို့ကလည်းဓာတ်ရိုက်ချိန်တာရှိလို့တချို့ကလည်းကွန်ထရိုလာခံပြီးတော့အသုံးပြကြတာရှိပါတယ်ကွန်ထရိုလာခံပြီးအသုံးပြတာနဲ့ဓာတ်ရိုက်ချိန်တာပါกว่าလဲဆိုရင်ဓာတ်ရိုက်ချိန်တာကဘက်ထရီပျက်စီးနိုင်စမ်းမြင့်ပါတယ်ကွန်ထရိုလာခံမယ်ဆိုရင်တော့ကွန်ထရိုလာက voltage ကိုထိန်းကြီးပေးတဲ့အတွက်ကျွန်တော်ဘက်ထရီတန်းတာရှိခံနိုင်ပါတယ် အခုဖော်ပြထားတာလေးတွေကတော့ controller ကိုဘာကြောင့်သုံးသင့်လဲဆိုတဲ့အချက်လေးတွေပါကျွန်တော်တို့ဒီလို controller ကိုအသုံးပြုခြင်းအားဖြင့် battery ကို over charging ဖြစ်တာနေနဲ့ကောက်ွယ်ပြီးနိုင်လို့ discharge ဖြစ်တာကနေလဲကောက်ွယ်ပြီးနိုင်ပါတယ်ဒါပေမဲ့ဘယ်ဟာကိုဘယ်လိုပဲသုံးသုံးအကောက်ွယ်နေနဲ့ဘယ်လိုပဲသုံးသုံး ပုံမှန်တစ်လတစ်ခါစစ်ဆေးပေးတာကအကောင်းဆုံးပါပဲခင်ဗျာ။ဘာဒီစစ်ဆေးပေးရမလဲဆိုရင်ဘက်ထရီရဲ့အားအနေထားအဆစ်အိုးဆိုရင်အဆစ်အနေထားအဲအဲ့ဒါတွေပြီးရင်တော့ကျွန်တော်တို့အသုံးပြုနေတဲ့တက်ဆင်ထားတဲ့ငုတ်တွေမှာကြီးခန်းနေလားအဆင်ပြေလားပေါ့နော်။ဒါမျိုးလေးတွေစစ်ဆေးပေးတဲ့နယ်လို့အကြံပေးပါစီခင်ဗျာ။